လာရှိုးမြို့နာမှာတက်ဆွဲထားတဲ့ MNDA တက်တွေစုပ်ပေးဖို့ဖိအားပေးနေတာကြောင့်နှစ်ဖက်ဆက်ဆံရေးတင်းမာနေချိန်မှာတစ်ဆယ်နှစ်ဆက်ခွန်ဆက်ဆံရေးအတွင်းဖန်ဆီးခဲ့တဲ့စစ်ကောင်စီ၃ဘန်းတွေက200ကျော်ကို MNDA ကစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာ MNDA ရာရှိတရုတ်ကဥဆောင်ပြီးပြန်လည်လွှဲပြောင်းပေးလိုက်တာလို့လာရှိုးမြို့ကန်သတင်းရင်းမြစ်တွေကပြောပါတယ်။တရမရေးရလွတ်ပေးတာပေါ့။ဘောင်တော့ကြော်မလာနဲ့လို့လဲမက်ဆေ့ပေးတာ။ အခုဂိုကန်တက်တွေကိုပြန်စုပ်ခိုင်းတာကအခြေအနေကိုပိုပြီးတင်းမာစေတယ်။ဂိုကန်ကလုံးဝလက်ခံမှမဟုတ်ဘူးလို့အဆိုပါသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။လောင်ရှုံမျိုးကနေမန်လီမျိုးဘက်ကိုဦးတည်တဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့တီဘောမျိုးမရောက်ခင်နောင်ပေါ်နဲ့တန်ရန်မိုင်းရဲမျိုးဘက်ကိုသွားတဲ့နတ်ပေါ်ဟိုရရွာတွေမှာ MNDA တက်ဆွဲထားတဲ့နေရာတွေကနေစစ်ကောင်စီကပြန်ဆုတ်ခွာခိုင်းတာကနေနှစ်ဖက်ဆက်ဆံရေးတင်းမာနေတာပါ။နိုဝင်ဘာလ၁၀ရက်နေ့ကလာရှိုးမြို့စင်တကောင်ဟိုတယ်ဆွေးနွေးပွဲမှာ ဆေးဥစုရဲ့အမငါးစစ်စင်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက MNDA ကိုယ်စားလှယ်အဖွဲ့ကိုတောင်းဆိုခဲ့တာဖြစ်ပြီးအစင်မပြေပဲဆွေးနွေးပွဲပြတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ပိုင်း MNDA ကအင်အားတိုးပြီးခြားထားခဲ့တယ်လို့ပြည်ထောင်စုလမ်းမပေါ်ကတီဝေါ်ဒရာကိုလည်းစစ်တပ်နဲ့ MNDA ကတဲအိတ်တွေနဲ့ပြန်လည်ပိတ်ထားခဲ့ကြပါဗျ။နိုဝင်ဘာလ16ရက်နေ့ထိပြန်မခွင့်သေးပဲဖိမိနေတဲ့ကားတွေကရှောင်းကွဲလမ်းတွေကနေသွာလာနေတယ်လို့သိရပြီး လက်ရှိအခြေအနေနဲ့ပတ်သက်လို့တော့ MND ကရောစစ်ကောင်စီကပါသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့ကလည်းတစနစစ်ကောင်စစ်စင်ရေးကာလကဖမ်းဆီးခဲ့တဲ့ စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ14လောက်ခံတရင်ခလာရ289ကဗိုလ်မှူးကျော်စေရစကခတဲ့ဗိုလ်မှူးအောင်မြင်ထူးအပါအဝင်၃ဘန်း55ဦးကို MND ကပြန်လွှတ်ပေးခဲ့ပါတယ်။2024ဇန်နဝါရီလ9ရက်က လောက်ကင်ဒါဆာကကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာလက်နက်ချအညံ့ခံခဲ့တဲ့လောက်ကင်ဒါကဆောင်မှုဗုံမှုချုပ်မိုးကျော်သူဗုံမှုချုပ်ထွန်းထွန်းမြတ်အပါအဝင်ဗုံမှုချုပ်6ဦးအရာရှိ228ဦးအချောင်းဆင်1895ကိုဖမ်းပြီးတပတ်အကြာမှာ MNDA ကပြန်လည်လွတ်ပေးခဲ့ပူပါတယ်။လောင်ရှုမျိုးကရှေးမြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းတဲ့တိုက်ပွဲမှာလည်းတိုင်မူဟောင်းဗိုလ်ချုပ်ဆိုတင်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်တင်ဗုံမှုချုပ်မျိုးမင်းထွေရာမခတိုင်းစစ်ဦးစီးချုပ် ဗုံမှုချုပ်တန့်ထင်ဆိုတော့ကိုလည်း MNDA ကဖမ်းမိခဲ့ပြီးစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ဗုံမှုချုပ်မျိုးမင်းထွေးဟောင်းယခုခါမှာမုံရွာမြို့အခြေဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုတာဝန်ယူထားသူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ညကမုံရွာနယ်ချောင်းမြို့ကကထုံးဖို့ရွာကိုပါရာမော်တာနဲ့ဘုံကျဲတာမှာကလင်းငယ်ရွေးပါဝင်ရဲသား30ကျော်တိဆုံးခဲ့တဲ့ဖြစ်စဉ်ကိုအထူးကအမိန့်ပေးသူလို့တော်လိုင်းအင်အားစုတွေကပြောဆိုထားပါတယ်။စစ်တဟောင်းတောင်မြောင်းတော်လုံးမြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ ကြောင်မဲနဲ့တီဝမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်ထောင်စုလမ်းလာရှိုးနဲ့တီဝလာပိုင်းပတ်ဝန်းကျင်က MNDAA စခန်းတွေကိုစုပ်ခွာဖို့ဖိအားပေးနေတာဖြစ်ပါတယ်။ MNDAA ဟာ2023အောက်တိုဘာလ29ရက်မှာညီနောင်မဟာမိတ်တွေဖြစ်တဲ့ A နဲ့ TNL တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ10-20ခုဆစ်စီစတင်ခဲ့ပြီးတော့လာရှိုး၊လောက်ကိုင်း၊ချင်းရွှေဟော်၊မုံကိုဖောင်းဆိုင်၊ကုံချံ၊ပန်လုံ၊ကွမ်းလုံ၊တိန်နီ တာမိုးညင်းနဲ့ဖန်ဆိုင်မျိုးတွေကိုသိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။တင်းယူထားတဲ့မျိုးတွေမှာအုတ်ချွေရန်တရားဖော်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖီအားတွေကြောင့်စစ်ကောင်စီနဲ့အပြစ်ရထားသလိုလာရှိုးမျိုးကိုလည်း2025ခုနှစ်အေဗီလာမှာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ဒိန်နီမျိုးကိုပြန်ပေးဖို့စစ်တပ်ကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေတာကြားပြီးဖြစ်ပေမဲ့မြေပြင်မှာတော့ MNDAA ကအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဒုချဲ့လုပ်ကင်နေပါတယ်။စစ်ကောင်စီနဲ့လက်ရှိရထားတဲ့စည်ရေးရစေးသဘောတူညီချက်ဟာအစစ်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဗျူဟာကြကြနားလည်နေဖို့ MNDA ကအောက်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့ပူတာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာချမ်းဖက်စိုးစုနဲ့လက်အောက်ခံနေကြဆောင်တက်များမဟာမိတ်ပြည်သူ့စစ်အဖွဲ့များကစိုက်ဘာလိမ်လည်မှုများမှာအကျိုးခံစား권ရရှိနေပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG နေဖြင့်နိုင်ငံဖြတ်ကျော်ရာသီမှုများကိုနှိမ်နှင်းအမြင့်ဖြတ်ရန်ပြည်ရင်းပြည်ပနဲ့ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုနှိမ်နှင်းအမြင့်ဖြတ်ရန်နဲ့ထိခိုက်သူတွေကိုပံ့ပိုးကူညီနိုင်ရန်တိုင်းသာတော်လှန်ရေးဖွဲ့များဂျားပြတ်မိတ်ဖက်အုပ်ချုပ်ရေးဖွဲ့စည်းများနိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖွဲ့များအခြားသက်ဆိုင်ရာအဖွဲ့အစည်းများနဲ့တူညီနိုင်ဆောင်ရွက်သွားရန်ကတိကဝတ်ကိုဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီးမြန်မာနိုင်ငံအတွင်းမှာကျူးလွန်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာလုပ်ငန်းများအပေါ် မကြာသေးမီကနိုင်ငံတကာရဲ့အာရုံဆိုင်မှုတိုးမြင့်အရေးယူဆောင်ရွက်မှုများအတွက်မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရမှကြိုဆိုကြောင်း NUG ကကြေညာလိုက်တာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2023ခုနှစ်အောက်တိုဘာလ18ရက်နေ့ထုတ်လူကုန်ကူးမှုဖျားယောင်းနိုင်လည်မှုနဲ့နိုင်ငံဖြစ်ကျော်မှုရင်းဆိုင်ရာကြေညာချက်နဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုရင်းနီမျိုးသားတိုးတက်ရေးပါတီ KNPP ၊ကင်းရဲမျိုးသားစည်းရုံး KNU ၊ချင်းမျိုးသားတအူ CNF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မွန်ပြည်သက်ပါတီ NSP Women League Burma WLP ရဲ့2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့ကမြန်မာနိုင်ငံမှာစိုက်ဘာရာဇဝမှုများကြီးထွားလာနေတဲ့အခြေအနေနဲ့ပတ်သက်၍ပူးတွဲကြေညာချက်များထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။အရှိတောင်အာရှမှာအထူးကအဖြစ်လှုပ်ရှားနေတဲ့စိုက်ဘာလိမ့်လည်ကိုင်းများကကမ္ဘာတစ်ဝှမ်းရှိအပြည့်မဲ့ပြည်သူများထံမှာတနည်းလျင်ဒေါ်လာ65ဘီလီယံခန့်လိမ့်လည်လဲဖျားနေပြီးမြန်မာပြည်သူပေါင်းတသိန်း2000မှာ ။ online လိမ်လည်မှုများလှုပ်ဆောင်ရန်ဖိအားပေးထိန်းသိမ်းခံရပြီးမြန်မာချမ်းပတ်စေအုပ်စုနဲ့၎င်းရဲ့ကိုယ်ကဲမှုအောက်မှာရှိတဲ့နေကြောင်တက်များမဟာမိတ်ပြည်သူ့စစ်အဖွဲ့များနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းများကအစိုးရလိမ်လည်မှုစင်တာများရဲ့အကျိုးခံစား권များကိုရရှိနေသူများဖြစ်ကြောင်းနဲ့ထို့အကျိုးမြတ်ငွေများနဲ့အခြားရာဇဝတ်မှုများမြန်မာပြည်သူများပေါ်ကျူးလွန်တဲ့ရက်စက်ကြမ်းကြုတ်မှုများကိုမိလောင်ရလေးပင်ဖြစ်စေကြောင်းလိန်လယ်မှုနဲ့လူကုန်ကူးမှုနှစ်ခုလုံးရဲ့သားကောင်များမှာမရင်မထွက်နိုင်တဲ့မြန်မာနိုင်ငံသားများနဲ့ ကမ္ဘာတဝန်းမှာလူများစွာပါဝင်တယ်လို့ NUG ကဆိုပါတယ်။ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့မြန်မာပြည်တွင်းနဲ့ပြည်ပမှာလိန်လေဂိုင်းကောင်းဆောင်များကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်ခြင်းများအမေရိကန်နိုင်ငံမှစကန်စင်တာစထရိုက်ဖို့ဖွဲ့စည်းခြင်းရာဇဝတ်ဖွဲ့စည်းများအားစီးပွားရေးဆိုင်ရာပိတ်ဆို့ရေးယူခြင်းနဲ့ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန်အတွက်ဗန်လာရေးဌာနရဲ့ကြီးညာခဲ့တဲ့လှုံ့ဆော်ခြင်းများအပါအဝင်အိန္ဒိယနိုင်ငံများ ဒေသတွင်းနိုင်ငံများနဲ့နိုင်ငံတကာအဖွဲ့အစည်းများအားလုံးရဲ့ဂျိုးပန်းလှုပ်ဆောင်မှုတွေကိုကျေးဇူးတင်အတိအမှတ်ပြုကြောင်း NUG ကထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ရာဇဝတ်ခိုင်းများရဲ့အမြင့်ဆုံးခေါင်းဆောင်ဆင့်ရှိသူတွေကိုပြစ်မှတ်ထားတိုက်ခိုက်ရန်ရာဇဝတ်မှုများရပ်တန့်ရန်လိမ့်လည်ခံရသူများရဲ့ငွေကြေးပြန်လည်ရရှိနိုင်ရန်နဲ့လူကုန်ကူးခံရသူတွေကို၎င်းတို့ရဲ့လူအခွင့်အရေးအလေးထားပြီးနေရက်သို့ပြန်လည်ပို့ဆောင်နိုင်ရန်နိုင်ငံတကာမှတိုးမြှင့်ဂျိုးပန်းမှုများလိုအပ်ကြောင်းဒီလှုပ်ဆောင်ချက်များက မြန်မာနိုင်ငံငြိမ်းချမ်းသော Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရန်နဲ့ဒေသတစ်ခုလုံးအတွက်လိုအပ်တဲ့ဒီငြိမ်းအေးချမ်းရန်အခြေအနေကောင်းများကိုပံ့ပိုးပေးမှာဖြစ်တယ်လို့လည်း NUG ကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံဖြစ်ကျော်ရာဇဝမှုဆိုင်ရာအလုပ်အဖွဲ့နဲ့ပြည်သူ့ရဲတပ်ဖွဲ့တို့ကကိုညီပံ့ပိုးပေးတဲ့အပိုင်းမှာပါဝင်လျက်ရှိပြီးချိန်ခုံများကိုအကင်တွေဖြည့်ရှင်းရမှာစစ်အာဏာရှင်များရဲ့ရာဇဝမှုဆိုင်ရာလုပ်ငန်းများကိုနှိမ်နင်းနေကြတဲ့နိုင်ငံတကာနဲ့ပြည်တွင်းရှိသက်ဆိုင်ရာအဖွဲ့များနဲ့ မိမိတို့ဟာပူးပေါင်းဆောင်ရွက်မှုကိုကြိုဆိုကြောင်းမြန်မာစစ်တပ်ရဲ့ရာဇဝမှုများမှရရှိနေတဲ့တရားမဝင်ငွေကြေးစီးဆင်းမှုတွေကိုဖျက်တော့ကာဒုံဝင်များကိုအသုံးပြုပြီးကျူးလွန်ထားတဲ့ရာဇဝမှုတွေကိုအဆုံးသတ်နိုင်ရေးနဲ့လိန်လယ်ခံထားသူများတရားမျှတမှုရရှိစေရေးနိုင်ငံတကာအတိုင်းအဝိုင်းနဲ့အစဉ်တစိုက်လက်တွဲဆောင်ရွက်ဖို့ NUG ကကြိပြုထားတာပဲဖြစ်ပါတယ်ခင်ဗျာ